မင်္ဂလာပါရှင်ဗမာခေတ်တည်ထောင်နာရဲ့ထိတ်တန့်တဲ့များကိုတင်ဆက်ပေးပါမယ်ပထမဦးဆုံးစိတ်ရဆူမှုများကိုအချိန်ချင်းကျူးလွန်နေသည့်အကျန်းဖဲဆေးဥစုကိုတရားစွဲဆိုအပြစ်ပေးရတဲ့တရားမဝင်အထူးရောင်ရွှေကောက်ခွဲကိုအသိမဲ့မပြုရန်နိုင်ငံတကာဆိုးရများနဲ့အဖွဲ့အစည်းများကို GSCB တောင်းဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ် ဆေးရဆုမှုများကိုအကြိမ်ကြိမ်ကျူးလွန်နေသည့်အကျန်းဖက်ဆေးဥစုကိုတရားဆွဲဆိုအပြစ်ပေးရန်နှင့်တရားမဝင်အထူးရောင်ရွေးကောက်ပွဲကိုအတိမတ်မပြုရန်နိုင်ငံတကာအစိုးရများနှင့်အဖွဲ့အစည်းများကိုတောင်းဆိုကြောင်းသဘောထားထုတ်ပြန်ချက်ကိုယနေ့အောက်တိုဘာ9ရက်နေ့မှာအထွေထွေတပိတ်ပေါင်းဆက်ညှိနှိုင်းရေးအင်အားစု GSCB ကထုတ်ပြန်ခဲ့ပါသည်။ အောက်တိုဘာလ6ရက်နေ့ည9နာရီမိနစ်30ခန့်တွင်ချောင်းမြို့နယ်တွင်ရှိမုံရွာနှင့်ချောင်းမြို့နယ်ဆက်တနေရာမှာတရင်ကျိုမိထုံပွဲကျင်းပနေသည့်နေရာကိုအကျန်းဖက်စေုပ်စုကဆက်တက်လေးပြီးဖြင့်ဤရဲ့ချက်ရှိရှိပုံကျဲတိုက်ခိုက်ခဲ့သောကြောင့်အရက်သားပြည်သူ22ဦးထံမှနေထိဆောင်ခဲ့ပြီးပြည်သူ60ဦးကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါသည်။ ထို့ကဲ့သို့တည်ဆုံခဲ့သူများတွင်မုံရွာအမြင့်လန်းတပိတ်ကော်မတီမှရဲဘော်များဖြစ်သည့်ကိုချမ်းငိမ့်အောင်ကိုညီညီစောကိုကံမြင့်လွင်နှင့်ချောင်းမြို့နယ်လူငယ်အင်အားစုတပိတ်ကော်မတီမှရဲဘော်ဖြစ်သည့်ကိုကျော်စင်ဦးခေါ်ကိုကလားတို့လည်းမြင့်မြတ်စွာကြောက်ဆုံခဲ့ကြောင်းသိရှိရပါသည်။အကြံဖက်စစ်တဲ၏တိုက်ခိုက်ခဲ့မှုများကြောင့်တည်ဆုံခဲ့ရသည့်အမျိုးသမီးကလေးတငယ်ပါဝင်အရတားပြည်သူလူလူနှင့်ထိခိုက်ဒဏ်ရာရသူများအလုံးအတွက် ၎င်းတို့၏မိသားစုဝင်များနှင့်ထပ်တူအထွေထွေတပိတ်ပေါင်းဆက်ညှိနှိုင်း၏အင်အားစု GSCB ကလည်းဝန်내ကြီးခွဲကြောင်းယခုကဲ့သို့ဆေးရုံမှုများကိုအချင်းချင်းကျူးလွန်နေသည့်အကျန်းဖက်စစ်တပ်ကိုအပိတိုင်ဖင်ရှား၍ပြည်သူလူထုတရက်လုံးကမျှော်မဲ့သည့်လူသားကုန်တိုက်ခါကိုအသိမဲ့ပြုသောဒန်းတူညီများသောလွတ်လပ်တရားမျှတသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်အောင်စုတစ်ကိုတိဆောက်နိုင်ရေးအတွက်လည်းအစွမ်းကုန်စူးစမ်းအထောက်သွားမည်ဖြစ်ကြောင်း GSCB ကပြောဆိုထားပါတယ်။တရင်ကျော်လာပြည်ညမှာစီမီထုံညိခြင်းတွင်ဗုဒ္ဓဘာသာ၏ဘာသာရေးထုံတဲ့အစင်လာတစ်ခုဖြစ်ပြီးထိုကဲ့သို့စီမီထုံညိ၍မိမိတို့အလိုရှိရာဆန္ဒများကိုဆူတောင်းကြသည်မှာလည်းမြမယူရာဒလီတစ်ခုဖြစ် ထို့ကြောင့်တင်းင်းချုပ်လာပြညာမှာစီမီထုံညီ၍ဆူတောင်းမှုများပြုလုပ်ခြင်းသည်နိုင်ငံသားတိုင်းလူသားတိုင်း၌အလိုလျောက်ရှိပြီးဖြစ်သည့်လွတ်လပ်စွာကိုယ်ခွေယုံကြည်ခြင်းနှင့်လွတ်လပ်စွာစုဝေးခြင်းစသည့်မွေးရာပါလူခွင့်ရေးများနှင့်အညီပြုလုပ်ကြခြင်းသာဖြစ်သောအကြံဖက်စေုပ်စုသည်၎င်းတို့ဖိနှိပ်ခံဆိုးမိုးထားသောနေရဒေသများတွင်ဘာသာရေးပွဲတော်များပြောဝဲရှင်ပွဲများကိုဟန့်ပြပြုလုပ်လျက်နိုင်ငံအနှံ့တွင်ရှိသောပြည်သူလူထုကိုရည်ရွယ်ချက်ရှိရှိအကြံဖက်ပြစ်ခတ်တိုက်ခိုက်မှုများအတ္တမစင်မှုထမ်းခိုင်းမှုများနှင့် စည်းမှုများကိုအရှိန်ဟုန်မြင့်ဆောင်ရွက်လျက်ရှိကြောင်းထို့ပြင်၎င်းတို့ဒရက်ဆက်ကျူးလွန်ခဲ့သောဆေးရဆုံးမှုများကိုရှောင်လွှဲ၍နိုင်ငံရေးခေါ်ဝါချနိုင်ရန်ရည်ရွယ်၍တရားမဝင်အထုရောင်ရွေးကောက်ပွဲတရက်ဖြစ်မြောက်ရန်ကြိုးပမ်းလျက်ရှိကြောင်းသိရှိရပါသည်။ တို့ပြင်ဒေါ်လာ၏အင်အားစုအတိအသည့်အနေဖြင့်လည်းအကြမ်းဖက်စစ်အုပ်စုကိုအမြန်ဆုံးအပြီးတိုင်ဖိရှားနိုင်ရည်နှင့် Federal Democracy ပြည်တော်စုသည့်တိဆောက်နိုင်ရည်တို့အတွက်သွေးစည်းညီညွတ်မှုအဖြစ်ဖြင့်မမိတ်မတုံအင်တိုင်းအားတိုင်းဂျိုးပန်းသွားကြရန်နှင့်ပြည်သူလူထုတရက်လုံးအနေဖြင့်လည်းပါဝင်ဒေါ်လာနိုင်မည်ဒေါ်လာ၏နီးနာများကိုမပြတ်တမ်းကင်ဆွေ၍ဒေါ်လာ၏အင်အားစုများနှင့်အတူပါဝင်ဒေါ်လာပေးကြပါရန်လည်း GSCB ကတိုက်တွန်းထားပါသည်နိုင်ငံတကာရှိအစိုးရများနဲ့အဖွဲ့အစည်းများကလည်း စင်ရာဇောတာအကျန်းဖက်စေယုစုကိုဖိအားပေးဆန့်ခြင်းကန့်ကွက်ရုံတာမက၎င်းတို့ဟာနိုင်ငံတကာအားစုမှုများကျူးလွန်နေသည့်အကျန်းဖက်အဖွဲ့အစည်းဖြစ်တမဲ၍နိုင်ငံတကာရန်နေရာများတွင်တရားစွဲဆိုအပြစ်ပေးနိုင်ရန်ဝိုင်းဝန်းစူးစမ်းပေးစီလိုကြောင်း၎င်းတို့ဖန်တီးပြုလုပ်မည်တရားမဝင်တူယောင်ရွေးကောက်ပွဲပါဝင်၎င်းတို့၏လုံရက်အားလုံးကိုအတိမတ်မပြုကြစေလိုကြောင်းနှင့်သက်ဆိုင်ရာအစုဖွဲ့အသီးသီးနှင့်ချိတ်ဆက်၍နှင်နာခန်းစားခဲ့ရသူများအတွက်ထိရောက်အကျိုးရှိသည့်ပံ့ပိုးကူညီမှုများပြုလုပ်ပေးကြရန်လဲ GSCB က တောင်းဆိုထားကြောင်းသိရှိရပါသည်။ဆက်လက်ပြီးစစ်တပ်ကမတရားဖမ်းဆီးထားသောဒေါအောင်ဆန်းစုကြည်နှင့်တမရဦးဝင်းမြင့်အပါအဝင် NLD အစိုးရကောင်ဆောင်များမှနိုင်ငံရေးအကျဉ်းသားများမဟုတ်ဘဲအကျဉ်းပြက်လက်စား၍ပြစ်ဒဏ်ကြားခံရသူများဟုတက်တက်ခိုင်ပြောတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ အကြမ်းဖက်စစ်တပ်ကမတရားဖန်ဆီးထားသောဒေါအောင်ဆန်းစုကြည်နှင့်သမရဥဝင်မြင့်အပါအဝင် NLD အစိုးရကောင်ဆောင်များမှနိုင်ငံရေးအကျဉ်းသားမဟုတ်ဘဲအကျဉ်းပြက်လက်စား၍ပြစ်ဒဏ်ကြားခံရသူများသာဖြစ်ကြောင်းပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌတသက်ခိုင်ကပြောဆိုလိုက်ပါသည် အော်တိုဘာလ3ရက်နေ့ရန်ကုန်မြို့တွင်ပြုလုပ်သောပြည်သူ့ရှေ့ဆောင်ပါတီ၏တရင်းစာရှင်းလင်းပွဲတွင်တသက်ခိုင်ကထုကဲ့သို့ပြောဆိုလာခြင်းဖြစ်ပါသည်။ဒေါအောင်ဆန်းစုကြည်သည်တဘာဝပေကာကွယ်ရန်ပုံငွေကိုရဟယင်ဝေစီခဲ့သူဖြစ်ကြောင်းနိုင်ငံရန်ပုံငွေများကိုစစ်ဆင်မှုမရှိဘဲအလေးလွေများပြီးပုံပေါ်လို့အသုံးပြုခဲ့သူဖြစ်ကြောင်းတသက်ခိုင်ကပြောဆိုပါသည်။ကျမတရားတလောက်ပေါ်တော့ဒါက public information လေးဖြစ်ပါတယ်ဆိုလိုရရင်နိုင်ငံရေးအကျဉ်းသား နိုင်ငံရေးအကျဉ်းသားလိုနိုင်ငံတကာကသတ်မှတ်ထားရှိတဲ့သို့တော်လည်းတကယ်တမ်းပုံမှန်တွေကနိုင်ငံရေးပုံမှန်တွေမဟုတ်ပါဘူးရှင်အစိုးရတည့်ရဖြစ်မှုတဲ့အချိန်မှာအကျဉ်းပြတ်လက်စားမှုလိုမျိုးပုံမှန်တွေနဲ့တရားစွဲခံတာရပြီးပြစ်ဒဏ်ကျခံရတာဖြစ်ပါတယ်။ဘာဖြစ်လို့အဲ့ဒါကိုပြောနိုင်တယ်လဲဆိုရင်ဒါကတော့အများစိတ်ဝင်စားတဲ့ကိစ္စဖြစ်ပါတယ်။လူတိုင်းလည်းသိပါတယ်။ဘယ်ပုဂ္ဂိုလ်ကတော့ပုံမှန်တွေနဲ့ထောင်ထမ်းဘလောက်ကြတယ်ဆိုတာအဲ့ဒါအရေးကြီးပါတယ်။နိုင်ငံတကာကတော့နိုင်ငံရေးအကျဉ်းသားလိုနာမည်တက်တာပေါ့နော်။နိုင်ငံရေးအကျဉ်းသားမဟုတ်ပါဘူး။အကျဉ်းပြတ်လက်စားမှု ပုံမာရီနဲ့ဆွဲခံရပြီးတော့တကယ်နဲ့စစ်စေးပေါ်ပါလို့တကယ်ပြစ်ဒဏ်ကြခံရတာဖြစ်ပါရဲ့ရှင်ဟုတတ်တခိုင်ကဆိုပါတယ်။ဒေါ်ဆန်းစုကြည်တဲ့အမျိုးသားတဘာဝဘေးရန်ပုံငွေများကိုအလီလွင်ဖြစ်စေရာအတွင်းစီမံခန့်ခွဲရန်တာဝန်ရှိသည့်အတွက်ပြစ်ဒဏ်ချတရားဆွဲခံရခြင်းဖြစ်သည်ဟုတတ်တခိုင်ကပြောဆိုပါတယ်။ ဝင်ကြီးဌာနတွေကိုချထားတဲ့ဘတ်ဂျက်တွေအကုန်လုံးရဲ့ဝင်ကြီးဌာနတိုင်းရဲ့ဘတ်ဂျက်ရဲ့တစ်ဆယ်ရာခိုင်နှုန်းကိုပြန်နှုတ်လိုက်ပြီးတော့အဲ့ဒီတစ်ဆယ်ရာခိုင်နှုန်းကိုအမျိုးသားသဘာဝဘေးရန်ရဲ့စီမံခန့်ခွဲမှုရန်ပုံငွေတွေထည့်လိုက်တာပေါ့နော်ထည့်လိုက်ပြီးတော့မှ ကိုဗစ်ရန်ပုံငွေဆိုပြီးထရီလီယံနဲ့ချီပြီးရှိပါတယ်ရှိတဲ့အခါကျတော့ဒီငွေတွေကပိုနေတဲ့အခါမှာတကယ်တမ်းတော့လောက်ရမှာကတဘာဝဘေးလျှော့ပါရေးဆိုတာမှလမ်းတွေဆိုလေရာသီဥရုတန်ခံနိုင်အောင်အဆောက်အုံတွေငလင်တန်ခံနိုင်အောင်ရာသီဥရုတန်ခံနိုင်အောင်မုန်တိုင်းတန်ခံနိုင်အောင်တဘာဝဘေးတန်ခံနိုင်အောင်အဲ့ဒါတွေစောက်ကြရမှာဖြစ်ပါတယ်သို့တော်လည်း အဲ့ဒီရန်ပုံငွေတွေကိုဆုံးဖြတ်ချက်ချခဲ့ကြတဲ့လူတွေက Husky ဝယ်တာတို့ပြီးလို့ရှိရင်တခြားသူကောင်းစင်နဲ့မကိုက်တဲ့အသုံးပြုခဲ့တာတွေမလိုအပ်တဲ့အလေလွင့်နေစစ်စေးပေါ်ပေါက်ပါတယ်စစ်စေးပေါ်ပေါက်ပြီးတော့နောက်ဆုံးတော့ဒီ Husky စီဘိုက Anti Doan San Suji စီဘိုပေါ်နိုင်ငံတော်ပိုင်းရဟယင်ဆိုပြီးဝယ်တာဖြစ်ပါတယ်သို့တော်လည်းတကယ်ဝယ်တဲ့လူတွေရောင်းနေဝယ်တဲ့အချိန်မှာ transition လုပ်တဲ့အချိန်မှာအလေးလွင့်နေများပြီးတော့မှစစ်ဆေးပေါ်ပေါက်ဓာတ်တွေအများကြီးရှိပါတယ်။ဒါကိုနောက်ဆုံးဘသူကတာဝန်ခံရတဲ့လဲဆိုတော့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကတာဝန်ခံရတော့ပေါ့ဟုတက်တက်ခိုင်ကပြောဆိုပါတယ်။ NLD ဆိုရလက်ထက်တွင်နိုင်ငံတကာအကူအညီရန်ပုံငွေအများပြားရရှိခဲ့ပြီးဗန္ဒာယီစီးမြင်များနဲ့မကန့်ညီပဲသုံးဆွဲခဲ့ကြောင်းသူကဆက်ပြောပါတယ်။ NLD ခေတုံကတော့ DM ဘုံငွေကပိုရှံပြီးတော့ကိုဗစ်လည်းဖြစ်တယ်ဒီချိန်မှာကိုဗစ်ကြောင့်မလို့နိုင်ငံတကာအကူအညီတွေရတာလည်းရှိပါတယ်ပြီးခဲ့တဲ့ NLD ဆိုးရလက်ထက်ကတော့ FDI တွေလည်းလာတဲ့နောက် ဟိုတီရီတွေဝင်ပြိုမှုအတွက်တရားဝင်ပေးပြီးအကူအညီတွေဓာတ်တွေအများကြီးရတဲ့အချိန်မှာငွေတွေကဘုံဘောလောဖြစ်တဲ့သဘောရှိတယ်ဖြစ်ပြီးတော့သုံးဆွဲတာတွေမှာလည်းနည်းနည်းစစ်စစ်စစ်နဲ့ဘန်ဒါယီစီမင်းနဲ့မကိုက်ညီပဲသုံးဆွဲတာတွေဓာတ်တွေကိုတာဝန်ခံရတာရှိပါတယ်ဟုတက်တက်ခိုင်ကပြောဆိုပါတယ်တက်တက်ခိုင်တင်2015ခုနှစ်မှာ NLD ပါတီတကုံမျိုးနဲ့ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဖြစ်အနိုင်ရရှိခဲ့ပြီး2019ခုနှစ်မှာ NLD ပါတီမှနှုတ်ထွက်ခဲ့သူဖြစ်ပါတယ်2019ခုနှစ်မှာပြည်သူ့ရှေ့ဆောင်ပါတီထူထောင်ခဲ့ပြီး 2020ရွေးကောက်ပွဲမှာတတ်တက်ခံ၏ပြည်သူရှေ့ဆောင်ပါတီမှအမတ်နေရာတစ်ခုမှအနိုင်မရရှိပဲခွက်ခွက်လန်အောင်ရှုံနေခဲ့ပါတယ်တတ်တက်ခံမှာ2021အာနာသိမ့်မှုဖြစ်ပွားပြီးနောက်စစ်ကောင်စီတွင်လူမှုဝန်ထမ်းကင်းစည်ရေးနှင့်ပြန်လည်နေရာချထား၏ဝင်ကြီးဖြစ်လာခဲ့ပြီး2023ဩဂုတ်3ရက်မှာဟိုတယ်နှင့်ခီးသွန်းလာ၏ဝင်ကြီးဌာနဒီတော်စုဝင်ကြီးဖြစ်ပြောင်းလဲခန့်ခံရက2025ခုနှစ်ဇန်နဝါရီ31ရက်နေ့မှာဝင်ကြီးရာထူးတာဝန်များမှအနာပေးခံခဲ့ရကြောင်းသိရှိရပါသည်